Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Captain America မင်သား Chris Evans နဲ့ဇနီးဖြစ်သူ Albert Batista တို့ပထမဦးဆုံးရင်သွေးလေးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နာမည်ကြီး Hollywood မင်သားဖြစ်တဲ့ Chris Evans ဟာဆိုရင်တော့ပထမဦးဆုံးအကြိမ်အဖြစ်ဖခင်တူဖြစ်လာခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်အသက်44နှစ်အရွယ်ရှိပြီဖြစ်တဲ့မင်သားနဲ့သူ့ရဲ့ဇနီးပေါ်တူဂီမင်သမီးဖြစ်သူ Albert Batista တို့ဟာပြီးခဲ့တဲ့တောက်ကြနေ့အောက်တိုဘာ24ရက်နေ့မှာ မက္ဆာချူးဆက်ပြည်နယ်မှာသူတို့ရဲ့ပထမဦးဆုံးရှင်သွေးလေးကိုမွေးဖွားခဲ့တယ်လို့ TMZ သတင်းဌာနကနေပြီးတော့ဖော်ပြခဲ့ပါတယ်။2023ခုနှစ်မှာလက်ထပ်ခဲ့ကြတဲ့ဒီဇနီးမောင်နှံဟာသူတို့ရဲ့မိသားစုဘဝကိုတည်တံ့ထားခြင်းနဲ့အတွက်ကလေးမွေးဖွားတာနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကိုတရားဝင်ကြီးညာချက်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ကပတိန်မရိတ်ကစက်ကောင်နဲ့လူတီများတဲ့မင်းသား Ivan ဟာဆိုရင်တော့မိသားစုဘဝတစ်ခုစတင်လို့တဲ့ဆန္ဒရှိချောင်းကိုအရင်ကပြီးပဲမဂ္ဂဇင်းကိုပြောကြားခဲ့ပူပါတယ်။ဇနီးကလေးတွေနဲ့ မိသားစုထူထောင်ရတာဟာကျွန်တော်လုံးဝကိုလိုချင်တဲ့အရာတွေပါပဲတင်ဖန်ထီးတဲ့ဆက်ဆံရေးတွေနဲ့ချစ်ချင်းမြတ်တာတွေဟာတကယ်ကိုအရေးကြီးရပါလို့သူကပြောကြခဲ့ဘူးပါတယ်မိသားဟာသူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝကိုလူအများမြင်ကွင်းကနေဝေးဝေးမှထားလို့ကြောင်းအမြဲပြောကြလေးရှိပြီးတချို့သောအရာတွေကကိုယ်အတွက်ပဲဖြစ်ဖြစ်ကိုမိသားစုနဲ့တကယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ်ကိုပိုင်ထားကျင်တာတွေပါဆိုပြီးတော့ကိုပိုင်ထားကျင်တာတွေပါလို့ရှင်းပြခဲ့ပါတယ်ဒါပြင်သူဟာတရုတ်ဆောင်အလုပ်ကနေခတ္တတာအနာယူပြီးတော့ တရုတ်ဆောင်ခြင်းမဟုတ်တဲ့ဘဝကိုပို့ပြီးတော့အာယုံဆိုင်ဖို့စီစဉ်ထားကြောင်းလည်းမျှဝေခဲ့ပူပါတယ်။ Chris Evans ဟာဆိုရင်2022ခုနှစ်မှာ People Magazine ရဲ့ကမ္ဘာဆွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒီဂုဏ်ပြုခံရတာကိုတော့သူကိုယ်တိုင်ကလည်းနည်းနည်းထူးဆန်းတယ်လို့ဝန်ခံခဲ့ပေမယ့်မိခင်ဖြစ်သူကတော့အယံကိုဝမ်းသာခဲ့တယ်ဆိုပြီးတော့လည်းသိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။